ကဲကျမရဲ့ပြည်သက်ကြီးခိုင်နှင်းဝီရဲ့ချစ်သူအကုန်လုံးဒီပါလေမြင်မှုကြမယ်ပေါ့နော်တွေ့မှုကြမယ်ပုံတွေထဲမှာတွေ့မှုကြမယ်လို့ထင်ပါတယ်အကူကတော့ခိုင်နှင်းဝီကဒီပရိဒါလုပ်ငန်းတွေပေါ့နော်မြန်မာမာတွေမကဘဲနဲ့ကဘာကျော်တဲ့အထိတခြားနိုင်ငံ ရောက်နေတဲ့သူတွေကလှူဒန်းရအောင်တဲ့အထိနာမည်ကြီးပါတယ်ဆိုတော့ဒီလိုမျိုးလူတန်းပေးနေတဲ့ခိုင်နှင်းဝင်ရအငွေချေမှားလွဲမိရဆိုတော့ အကြောင်းပြချက်တွေပေါ့နော်ပြန်မပေးဘူးအခုခါမှာဘာထပ်ပြီးတော့ဖြစ်လာလဲဆိုလို့ရှိရင်ဒီလိုမျိုးခိုင်နှင်းဝေဘောနော်ပရိုက်တာအလုပ်တဲ့သူတယောက်ကနေပြီးတော့လက်ကိုကင်ပြီးတော့ဆူတောင်းပေးလိုက်တာတဲ့အဲ့လိုလက်ကိုကင်ပြီးဆူတောင်းပေးလိုက်တဲ့ဟာကိုခိုင်နှင်းဝေရဲ့ချစ်သူကနေပြီးတော့ဟိုဆေးရည်တိုင်းထွားတယ်ပေါ့နော်အဲ့ဒီအချောင်းကိုကာယကံရှင်အမျိုးသမီးကဗီဒီယိုနဲ့တကွာခြပြလာတာပဲဖြစ်ပါတယ် သူမကခိုင်နှင်းဝင်ရဲ့လက်ကိုကင်ပြီးတော့မြမမာရင်မကပဲနဲ့ကဘာမှာပါနာမည်ကျော်တဲ့အထိနာမည်ကြီးပါစေဆိုပြီးတော့ဆုတောင်းပေးခဲ့တာပါဒီဗီဒီယိုကိုအဲဆုတောင်းပေးလိုက်တဲ့အမျိုးသမီးက TikTok မှာတင်ထားခဲ့တာဖြစ်ပါတယ်ဒီဗီဒီယိုကြောင့်ပဲအဲခိုင်နှင်းဝင်ကိုပြည်သက်တရားဝေဖန်မှုတွေပြင်ထန်ခဲ့တဲ့အတွက်ကြောင့်မလို့ခိုင်နှင်းဝင်ရဲ့ချစ်သူကမီဒီယာတွေနဲ့ပြန်လည်တောင်းပန်မှုကိုပြောခဲ့တာပါဒါမဲ့အဲ့လိုပြောခဲ့တာမှာ ကောင်းကောင်းမွန်မွန်ပြောတာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်။ယုံရင်းချမ်းတမ်းတဲ့စကားတွေပြောပြီးတော့ဟိုပြောခဲ့တာပေါ့နော်။အခုအချိန်မှာဒီငွေမှားလွဲတဲ့ကိစ္စနဲ့ပေါ့နော်။တိန်30နီးပါးမှားလွဲတဲ့ကိစ္စနဲ့ပြဿနာတက်နေတဲ့အချိန်မှာဒီအမျိုးသမီးဟာထပ်မံပြီးတော့ခြားပြလာတာပဲဖြစ်ပါတယ်။ ဆိုတော့ခိုင်နီးဝင်ရဲ့ဘေးနားကသူတွေကရိုင်းဆိုင်နေဆိုတာကိုသူမကတတိပြခဲ့တာပါဒီဗီဒီယိုကြောင့်မလို့ဝေဖန်ခံနေရတာကိုမီဒီယာနဲ့ချိန်ပြီးတော့တောင်းပန်ပြီးကိုတောင်းဆိုခဲ့တာပေါ့နော်ဒါပေမဲ့တောင်းဆိုတာကတောင်းဆိုသလိုမျိုးမဟုတ်ဘဲနဲ့စေရေးတိုင်းထွားပြီးတော့မလို့မပေးမချင်းချင်းချောင်းနေတဲ့ပုံစံမျိုးဖြစ်နေရပါတော့ ဆိုတော့ဒီဗီဒီယိုလည်းအဲ့ဒီမျိုးသမီးကအဲ့ကလေးကနေပြီးတော့ TikTok ကနေပြီးတော့ဖျက်ချလိုက်ပါပြီ။ဒါပေမဲ့ဒေါသဖြစ်နေတဲ့ခိုင်နေဝင်ချစ်သူကတော့ယုံရင်ချမ်းတမ်းမှုတွေနဲ့ပြောဆိုထားတဲ့ဗီဒီယိုကအခု online မှာပြန့်နှံ့နေပါတယ်။အဲ Pride လုပ်နေပြီမယ်ပေါ့နော်။ကောင်းကောင်းမှမပြောဘဲနဲ့စိတ်ရင်းတိုင်းထွားတာကြောင့်မလို့ဘလို့အများကလည်းပို့ပြီးတော့ခိုင်နေဝင်ကိုမယုံမကြည်နဲ့ပေါ့နော်။အစကလေးရတယ်ပေါ့နော်ခိုင်နေဝီကဒီပရာဟိတာရဲ့အလူငယ်ကိုဗန်းပြပြီးတော့သူ့ရဲ့ကိုယ်ပိုင်သူ့သုံးဖို့အတွက် brand အိတ်တွေဝဲတယ် brand အင်ကြီးတွေဝဲတယ် brand နာရီတွေဝဲတယ် brand တွေပဲဝယ်ပြီးတော့သုံးဆွဲရဆိုပြီးတော့တကယ်ကိုတက်တဲ့ရဲ့ပညာရှင်တွေကထောက်ပြထားပေးမယ်ကျမတို့မြန်မာလူမျိုးတွေကကြတော့ယုံတက်တယ်လေယုံတော့အဲဒါတို့တွေခေါ်တယ်ပေါ့အခုနောက်ပိုင်းကျတော့ဒီသိန်း30လောက်ကိုတော့မှပြတ်မလို့ရဲ့ကိစ္စနဲ့ပြည်ထနာတက်နေတဲ့အချိန်မှာပဲခိုင်နှင်းငွေရဲ့အကြောင်းအရာတွေဟုံးလို့ကြော်ပြီးတော့ပုံလို့ပေါ်တဲ့အကြောင်းအရာတွေအများကြီး ထပေါ်လာပါတယ်ဆိုတော့အခိုင်နင်းဝင်ရဲ့ချက်သူပြောထားတဲ့ဗီဒီယိုကိုလည်းကျွန်မဒီမှာထည့်ပေးထားပါမယ်နော် မအားလေကျမမဖွင့်ပြတော့တာပေါ့နော်ကျမတော်တော်မရိုင်းတဲ့စကားလေးနဲ့ပြောထားတဲ့အတွက်ကြောင့်မလို့ကျမမဖွင့်ပြချင်တော့လို့ပေါ့နော်အတန်ကိုပိတ်လိုက်တာအဲ့တော့အရှိမပြောခဲ့တဲ့စကားလေးကိုနားထောင်ကြည့်ရဆိုလို့ရှိရင်လည်းတို့ကမီဒီယာအားကိုနေပေါ့နော်တခြားသူတစ်ပါးအပေါ်မှာတို့လုံချင်နိုင်လို့လုပ်လို့ရမယ်လို့ထင်နေရဒါကတော့တာမန်လူတွေဆိုရင်တော့ ထားလိုက်ပါအောင်ပေါ့နော်ဒီလိုပရဟိတလုပ်နေတဲ့သူတွေဆိုလို့ရှိရင်တော့ဒီလိုမပြောသင့်ဘူးလေပို့ပြီးတော့မှကို image ကိုထိန်ရမယ်ပေါ့နော်အခုတော့မဟုတ်ဘူးအရင်စိတ်ပေါ့နော်ရုံရင်ချမ်းတမ်းတဲ့စကားရင်းနဲ့ပြောရဲပေါ့နော်အဲ့လိုမျိုးလေးဖြစ်နေရကျမရဲ့ပရိသတ်ကြီးရောဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဘယ်လိုမျိုးထင်ပါသလဲတကယ်ပေါ့နော်လူရဲ့စိတ်ဆိုတာကြတော့ပြီးကမှပေါ်လာတာမျိုးလေးအကြောင်းကတည်ရတာမျိုးဆိုတော့ဘယ်လိုမျိုးထင်ပါလဲမှတ်ချက်လေးပြောခဲ့ကြပါအောင်နော်